နိုင်ရကန်ဗျူဟာကုန်းကိုရခိုင်တပ်တော် AA ကပိတ်ဆို့ထားတာနဲ့တပြိုင်တည်းမှာမကွေးဒေသတွင် PDF အဖွဲ့တွေပူပေါင်းပြီးမဟာမိတ်စစ်စင်ရေးဆင်နွှဲဖို့ပြင်ဆင်နေကြပါတယ်။တူတာချန်သာတင်ပြပို့ထားတာပါရှင်။ရခိုင်ပြည်နယ်ကမကွေးတိုင်းနောက်တောင်ကျန်ကနိုင်ရကန်ဗျူဟာကုန်းကိုရခိုင်တပ်တော် AA ကအဖက်ဖက်ကနေပိတ်ဆို့ထားတာပါ။ ပြူဟာကုန်းပက်လက်ကတပ်စခန်းအများစုကိုအေအေကသိမ်းပြီးဖြစ်တယ်လို့ပြူဟာကုန်းကိုပြီးသက်သိမ်းနိုင်မယ့်အခြေအနေလည်းရှိနေတာဖြစ်ပါတယ်။အောက်တိုဘာ18ရက်နေ့ကစစ်ကောင်စီကပြူဟာကုန်းမကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့စစ်ကူတွေပေးနေပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အလံပြူထောင်လက်နက်ချခဲ့ကြတယ်လို့အေအေကသတင်းထုတ်ပြန်ပါတယ်။ဒီအခြေအနေမှာရခိုင်တပ်တော်အေအေရဲ့လှုပ်ရှားမှုတွေနဲ့အတူမကွေးဒေသတွင် PDF တွေပူပေါင်းပြီးမဟာမိတ်စစ်စင်ရေးဆင်နွှဲဖို့ပြင်ဆင်နေကြတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။စစ်ကောင်စီ အချိန်နေနဲ့ကတော့ဒီကကျွန်တော်တို့ကအချိန်တုံးနဲ့နေအားကြီးချစ်ကြ။ဒီကဘွယ်ကာလာတွင်မှာတော့ကျွန်တော်တို့ကအကောင်းဆုံးကျိုးစားပြီးတော့မှဒီဒေါ်လိုင်းတဲ့ဘွယ်အပီပီစုတောင်းပြီးဒီရခိုင်ရုပ်ရုပ်ပြဖို့ကြည့်ပြီးတော့လည်းဒီဘက်ဒီဘက်မှာပူပေါင်းပြီးတော့မှမဟာမိတ်ရှိစင်ကြီးတွေဆင်နွှဲဖို့လည်းကြံစည်ထားတာဆိုရှိတယ်ဗျ။ချက်ကောင်စီကတော့ဒီရွေးကောက်ဘွယ်တပတ်သက်ပြီးတော့သူကတော့ဒီငယ်မီးထိကျုပ်ရေးကိုသူချက်ကြောင်ခက်တင်းတင်းကြက်တော့သူထိုးမယ်လို့ကျွန်တော်မြင်နေကြ။နေရာဒေသကိုသူတို့အားချင်းဖြစ်မယ်ခုကကတိုင်းနာဒေသတွေကိုအလုံးလုံးနေတယ်။ကျွန်တော်ဘက်ကကြိုး စဉ်ပြင်ဆင်မှုလည်းလုပ်ထားတယ်ပေါ့နော်တို့တဲ့လက်ဦးမှုယူဖို့လည်းပဲကျွန်တော်ကြိုးစားနေကြတယ်မဟာမိတ်အနေနဲ့သူ့စီစီကျွန်တော်တိုက်နိုင်ဖို့တွေအခွက်တွေတိုးဝင်းမကွဲပဲနဲ့စီစီလုံးလုံးနဲ့ကျွန်တော်တိုက်နိုင်ဖို့တွေသူစည်းထားတာလေးတွေတော့ရှိတယ်ဗျာအညာဒေသတို့ကွန်ကိုသူကစစ်ကြောင်းနဲ့ကြောင်းသုံးကြောင်းထွက်လာခဲ့မယ်ဆိုရင်ဒီစစ်ကြောင်းနဲ့ကြောင်းသုံးကြောင်းကိုကျော်တော့ခံစစ်အနေနဲ့တိုက်မှာလားတိုက်စစ်အနေနဲ့တိုက်မှာလားဆိုတာလည်းကျွန်တော်ပြင်ဆင်ထားတာလေးတွေတော့ရှိတယ်ဗျာစစ်ကောင်စီကျင်းပမဲ့ယူကောက်ပွဲကိုမကျင်းပနိုင်အောင်ကျော်တော့စီစီလုံးလုံးနဲ့ ပူးပေါင်းပြီးတော့တိုက်ကြမယ်ဆိုရင်တော့အောင်မြင်မှုရလက်ကောင်းရမယ်လို့တော့မျှော်လင့်ပါတယ်စစ်ကောင်မရှင်ကစကိုင်းတိုင်းနဲ့ထိစပ်နေတဲ့မကွေးတိုင်းမြောက်ပိုင်းပေါ့မြိုင်ထင်းလင်းနယ်တွေကိုအခုလဇာမိုင်းကလေးကလီချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ပြီးနယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်စစ်ကောင်မရှင်ရဲ့စစ်ဆောင်ရွက်ချက်တွေဟာလက်လွတ်ထားတဲ့ရေနယ်မြေတွေကိုပြန်ရရေး ရွေးကောက်ပွဲအတွက်နေမြေချင်းချိုရည်နဲ့ PDF တွေချင်းချင်းမစုသီးနိုင်ပဲပြန့်ကျဲနေစေရို့ကိုရည်ရွယ်တဲ့အခြေအနေဖြစ်ပါတယ်။အဓိကရေနံမော်ဒီကိုမဲရနေပါဗျာ။အဲခက်စစ်စစ်တိုက်ခိုင်းနေတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးနော်။ရေနံအလဲတူတူအေးပါဆိုတော့အားကြောင့်အဆုံရှုံးရတဲ့နေမြေတွေလေချောင်းကနေဖိလို့တော့ဗျာ။တတိထပီနေထိုင်ကြတာပေါ့နော်လက်ရှိမှာတော့နော်လေချောင်းလည်းခက်စစ်စစ် ိုက်ခိုက်နေတာရေနံမြေတကြောကပြည်သူတွေပေါ့ရှောင်းတိတ်နေရတာပေါ့ဆိုရင်ကြောက်လန့်မှုတွေတော့ရှိတာပေါ့ဗျာထက်ဆိတ်ဆိတ်ပြီးလုံနေတာတိစုံနေလည်းရှိတာဆိုတော့တော့ပေါ့မြိုင်ထီလင်းပေါ့နော်ချွိုင်းကော်ပတာပါရာမော်တာရက်ဖိုက်တာတွေနဲ့ပေါ့နော် မြေပြင်မှာလည်းပေါ့နေအနောက်မြန်ချမ်းမှာစီကြောင်းထုံးနေတာဆိုတော့ပြည်သူတွေရှောင်းတိတ်နေရတာပထမကြောင်းရေနံမြေနာတကြောပြည်သူတွေကတော့နှစ်လကျော်တုံးလဝင်ချင်အောင်ရှိပြရှောင်းတိတ်နေရတာတော့ကပ္ပစာ၂၀လေးထွက်လာတဲ့စီကြောင်းကြောင်ပေါ့နော် စစ်ကောင်စီကမြောက်ပိုင်းမဟာမိတ်တွေရဲ့တည်တုံညာနှစ်ခုစစ်စင်ရေးလမ်းညွှန်မှာလက်လွတ်ထားရတဲ့လေပိုင်းတိုင်းစစ်ဆန္ဒမျိုးလပခအစီအစဉ်ရှမ်းပြည်နယ်ကမြို့တွေနဲ့တပ်စခန်းတွေကိုပြန်သိမ်းနိုင်မှုဇက်တိုက်ကြိုးစားနေတာပါ။ ဇမ်မန်နဲ့လကမျိုးတချို့နဲ့တက်စခန်းနေရာတချို့ကိုပြန်သိမ်းပြီးလာဘခရှိကြမှာအသာစီးပြောင်းရင်ကိုကြိုးစားနေပေမဲ့လာဘခနောက်ချက်မကွေးတိုင်းဘက်မှာရခိုင်တပ်တော်၏နဲ့မကွေးဒေသတွင် PDF တွေရဲ့ PRP ရာကိုဂျုံတွေးနေရတာဖြစ်ပါတယ်။အရင်စစ်ကောင်းဆောင်တွေရဲ့နိုင်ငံတော်အစီအပြုအားခင်းခြင်းမှာရခိုင်ပြည်နယ်နဲ့နိုင်ငံအနောက်ဘက်ခြမ်းကိုထည့်သွင်းတက်ချက်မှုနှဲခဲ့ပြီးအချိန်တိုအတွင်းရခိုင်တပ်တော်၏ရဲ့အင်အားကြီးထွားလာမှုကလက်ရှိစစ်ကောင်းဆောင်အတွက် PR ဖြစ်လာခဲ့တာပါ။ရခိုင်ကသဘုံထောက်ခုလုတ်လိုက်လစ်လိုက်ဆိုတဲ့တမိုင်းကရှေးကြားလीတော့သူကအရင်ပြင်မထားဘူး။အလွေပိုင်းတိုင်းစစ်ဌာနတို့အောက်ထဲမှာ ှာသူကအမြောက်တက်လို့ဟာမျိုးစစ်စစ်တိုက်တို့လည်းပြီးဂျန်နေတိုက်တို့အများကြီးကလာပါခါခွင်နေမှာမလီကြောင်း ဒီပြုရင်ကြီးထိမ့်သိမ်းကြီးစခန်းတွေပါတော့ညပြောရတယ်မန္တလေးမှာနောက်တစ်ခါမှာတင်ကားဌာနချုပ်ဆိုလဲအဲ့ဒီအလေပိုင်းတိုင်းစစ်ဌာနချုပ်ပါဘယ်တစ်ခါ29လဲနောက်ဆုံးဝင်ဟန့်လိုက်တာဒီဒီအလေပိုင်းတိုင်းစစ်ဌာနချုပ်စီးရနေပြီးမှထိုင်ပြီးတော့ပြန်လှုပ်သွားတာပေါ့ဗျာအခုကတော့သူအားဖြင့်ဒီလဘခအထိုင်ကနေပြီးတော့မှတက်ဖြန့်ပြီးတိုက်နေတာပဲကျွန်တော်နားလေဟုတ်ကဲ့တကယ်ကြောက်အောင်ပါခင်ဗျာအဲ့အထက်အထက်ကအီစင်းလာမှာကြီးကြောက်ရတာကချင်ကမြေပြန့်အုပ်စုအကုန်လုံးနဲ့ကချင်ကချိတ်ပြီးတော့စကိုင်းတိုင်းထဲမှာတော်မကွေးတော့ပါလို့ဒီလဘခတွေဆွဲထည့်ထားတာလေလဘခအကျယ်ကြီးပဲလက်နဲ့ဆက်ရ ုံလို့ပါလို့ကလည်းလက်ပတ်ခအောက်ထဲမှာနိုင်ငံကံပြူဟာကုန်းကိုအေကအပိသက်ထိန်းချုပ်နိုင်ပြီဆိုရင်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းတို့ချိတ်ဆက်ထားတဲ့အမ်ပဒန်လာစကိုင်းနဲ့အေရီတိုင်းကိုချိတ်ဆက်ထားတဲ့ပသိမ်မော်လာနယ်ကိုတော်လိုင်းအေရစုတွေကထိန်းချုပ်လာနိုင်မဲ့နေထားဖြစ်ပါတယ်လက်တလောနိုင်ငံကံပြူဟာကုန်းတပ်ဖွဲ့မှာအလံမြူထောင်လင်းဝင်လာတဲ့စစ်ကောင်စင်တပ်သားတွေကိုနိုင်ငံတကာတုံ့ပြန်ဥပဒေတွေနဲ့ညီထိန်းသိမ်းထားပြီးနောက်ထပ်လင်းဝင်မဲ့သူတွေကလည်းအချိန်မြင့်ဆက်သွယ်နိုင်တယ်လို့အောက်တိုဘာ18ရက်နေ့ထုတ်ပြန်ချက်မှာရခိုင်တပ်တော်အေကဖော်ပြထားပါတယ်ကျွန်တော်သုတ္တ 签拿吧。